အဲ့လိုပဲအဲ့လိုပန်းနဲ့နဲ့ရွေးမွေးနဲ့နဲ့တနခါနဲ့အဲ့လိုမျိုးသူတတိယအဲပန်းချက်သူရေမဟုတ် तू ကအဲ့လိုပန်းလေးပါရတခါတလီ तू ကပန်းအုပ်တော့မပန်ဘူးပြဒါပေမဲ့ तू ကပန်းကြိုက်ဒါကစိတ်ချော်ထားတာပေါ့စိတ်ချော်ထားတာပေါ့စိတ်ချော်ထားလိုက်တော့တယ်ဘာလို့ဆိုတော့အဲ့လိုပေါ့အဲတော်ရဲနီလာကြားတော့လေအဲတော်ရဲနီလာတဲ့အဲလွတ်လပ်မှုရဲ့ရတာကိုကြိုက်တယ် အဲ့လိုချုပ်ချယ်တာကိုသိမကျရှင်နဲ့အနေထားမျိုးဖြစ်လာတယ်ကိုကိုတက်ကလည်းချုပ်ချယ်တာမကျဘူးဆိုလို့ဘာတွေမဟုတ်တာလို့လဲဆိုဘုရားလည်းဘာမှမလုပ်ဘူးအဲ့အဲ့လိုမျိုးပေါ့အချိန်မီခုကိုတကောက်မျက်နှာလေးကြည့်ပြီးမှတဖောက်ဖောက်ပြောနေတာဟာမျိုးဆိုတော့ကိုတို့ကအသိမကျချင်တယ်လို့ဖြစ်လာပါတော့ဘာလို့လဲတော့မသိဘူးကိုလည်းသူမျိုးမပြောဘူးအဲ့လိုအဲ့လိုအဲ့လိုကအဲ့လိုမျိုးလည်းမတွေ့တော့မတွေ့ဘူးပါဘူးဒါပေမဲ့အဲ့လိုဝေလူတွေကြည့်လိုက်ရလို့ရှိရင်အဲ့လိုမျိုးလေးတွေ့ရတယ်ပေါ့နော်ဒါပဲဒါပေမဲ့လည်းဝင်တို့လည်းချစ်လို့ချုပ်ချယ်တယ်ချစ်လို့သိကျင်တယ် အဲချစ်လို့မြေးတယ်ပေါ့အဲ့လိုပဲကိုကသဘောထားပါချစ်ချင်းကတော့အရင်ဆုံးကတော့တကယ်ချစ်ခဲ့တဲ့ရင်းနေခေါ်တာပေါ့ဗျာအဲအဲ့လိုမျိုးပေါ့စပြီးရင်းခုံရင်းခုံဘူးသလားဆိုတဲ့မိကုန်းတော့ပါသေးတယ်သတော်တော့ရင်းနေခုံခဲ့ဘူးရတယ်ရင်းခုံဘူးတဲ့ရင်းခုံပြီးတော့ချစ်တာကတော့မေ့ဘူးပြရလားအဲအမြဲတမ်းအမှတ်တရဖြစ်တဲ့ရေမူးလေးနဲ့လေးရရင်တော့မှရင်ပြန်ခုံတယ်အဲတက်တဲ့ဆန်တဲ့အမှတ်တရလေးကြုံရင်ပြန်ခုံရတာရေကုန်ပြီးတော့ချစ်တဲ့အချစ်ပေါ့အဲ့ဒါကတော့တသလာဖြစ်တာပေါ့နော်အဲ ဲ့လိုပေါ့နောက်ပိုင်းကျတော့အုံနှောင်းနဲ့ချစ်လာတဲ့အချိန်မျိုးမှာကျတော့အရာရာအုံနှောင်းနဲ့စဉ်းစားတတ်သွားတာရေကုန်နာကိုနှလုံးသားကိုဦးစားမပေးဘူးရေကုန်နာကိုချစ်လို့အဲတမခေရမယ်အရွယ်လွန်လာတော့အုံနှောင်းနဲ့စဉ်းစားတဲ့ခါမှာကျတော့အများကြီးချစ်တတ်သွားပါတယ်အကုန်လုံးကိုလေအဲစဉ်းစဉ်းစားစားလေးနဲ့အဲကိုချင်းစာတရားလေးနဲ့ချစ်တတ်သွားတာပေါ့အရင်တော့နည်းနည်းအတတ်များတာပေါ့အဲ့လိုပဲအဲ့လိုပန်းနဲ့ရေဝင်းနဲ့တနခါနဲ့အဲ့လိုမျိုးသူတတိယ အဲပန်းချက်သူရဲ့မဟုတ်သူကအဲ့လိုပန်းလေးပါရတခါတည်း तू ကပန်းအုံတော့မပန်ဘူးပြဒါပေမဲ့ तू ကပန်းကြိုက်အဲ့လိုပေါ့ तू ကဟိုစပယ်မဟုတ်ပြနောက်တစ်ခုရှိသေးရဲ့အမ်ဒီမဟုတ်ဒီမဖြူဖြူလေးကပဲ